ီပြည်သူတွေနဲ့အတူမြေပြင်မှာနေပြီးတော့ဒီတိုက်ပွဲဝင်ခဲ့ကြတယ်။အဲ့ဒီအခြေအနေကနေပြီးတော့အခြားသူတွေအတွက်တော့အခွင့်အရေးတွေဖြစ်ခဲ့ကြပြီမယ်လို့။နော်ဒါတွေကိုသိပေမယ်လို့ဟိုလွယ်လွယ်မဲ့ပြကြတယ်။ဒီတန်ဖိုးတွေကိုမထီမဲ့မြင်ပြကြတဲ့စကားတွေကြုံလာရတယ်။အဲ့ဒါပြည်သူလူထုတချို့ထံကလည်းကြားရတယ်လို့ကျွန်တော်တို့ရဲ့တပ်အချင်းချင်းစီကနေလည်းကြားရတာရှိတယ်။နော်အဲ့ဒါကျွန်တော်တို့တပ်မှာမဟုတ်ပါဘူး။အညာမှာဒီလိုမျိုးဟိုအားနေတဲ့သူတွေအပေါ်မှာအဲ့ဒီရိုက်ခတ်နေတဲ့စကားတပ်ပုံမကြဘူးစစ်ပုံမကြဘူးဆိုတဲ့စကားတွေပေါ့နော်။ဒါကတော့ဟို ဖြစ်ပုံကြတယ်တက်ပုံကြတယ်ဆိုတဲ့နေရာမှာလက်နက်ကင်ပြီးတိုက်နေရတဲ့အဖွဲ့အစည်းတွေအတွက်အဓိကလိုအပ်ချက်ဖြစ်အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာကျွန်တော်တို့ဒါပြပြပေါ်ပါလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီအားနည်းချက်ကိုအရန်ကြီးနင်းပြောနေတဲ့ကိစ္စမှာတော့ဒီအညာကနော်မရှိရှိတာနဲ့ဖြစ်တယ်လို့အသက်ပေးပြီးတော့ပြည်သူလူထုအတွက်ဘဝတွေစတေးခဲ့ကြတယ်ရဲဘော်တွေတပ်ဖွဲ့ဝင်တွေအပေါ်မှာနည်းနည်းဟိုမချိမဲ့မြင်ပြုတယ်စော်ကားတဲ့အနေအထားတွေဒီတောင်မှအာတက်ရောက်တာကြုံခဲ့ရအခုကျွန်တော်တို့ဟိုရဲဘော်တွေဒီမြေပြင်မှာဆိုရင်တို့ကိုယ်တိုင်ပြန်ပြောလာရရှိတယ် ကျွန်တော်တို့ရဲ့調査အားထုတ်မှုတွေကဟိုဘာမှတန်ဖိုးမရှိလို့လားပေါ့နော်ကျွန်တော်တို့ပညာသားတွေရဲ့ဖိဆက်မှုတွေကဘာမှကိုပဲအာသူတို့တော့အမှတ်ရဖြစ်စရာမရှိလို့လားပေါ့နော်တချို့သူတွေကပြောကြတယ်တက်ဖို့မကြဘူးဆိုတဲ့ကိစ္စတွေပေါ့နော်အဲဒီသူတို့ကပြောတာကတော့တပိုင်းထားပါတော့တချို့တက်ဖွဲ့ဝင်တွေကအဲ့လိုမျိုးဟိုဒီကျွန်တော်တို့ဘီအနာရေးမှမဟုတ်ပါဘူးအခြားလူတွေအဖွဲ့လေးတွေပေါ်မှာလည်းဒီတက်ဖို့မကြဘူးဆိုတဲ့ကိစ္စတွေအပေါ်မှာမိမိကိုကိုကိုယူဝင်ကြွားပြီးတော့အခြားအပေါ်မှာဒါမတိမဲ့မြန်နဲ့ပြောဆိုကြတာတွေကြားနေရတာတွေရှိတယ်။ဘာပဲဖြစ်ဖြစ် ရားတွေကလိုအပ်တယ်ဆိုတာလက်ခံပါတယ်။ဒါပေမဲ့လို့ဒီအညာမှာခက်ခက်ခဲခဲနဲ့တိောက်ထားတဲ့တက်ဖွဲ့တွေအပေါ်မှာနော်ဟိုထိုက်တဲ့လေစာမှုပေးလို့မရဘူးလား။မိမိတို့ကိုယ်တိုင်ရောဒီခွင့်ရေးတွေဒီလိုအခြေအနေတွေတိောက်ဖို့ဘယ်သူတွေကြောင့်ရလဲဆိုတာလေးနည်းနည်းတော့ပြန်စဉ်းစားပေးကြစီစဉ်နေပေါ့နော်။ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ကဆက်ဆက်ပြီးလို့စကားအရာပြောခြင်းဖြစ်တယ်။ကိုယ့်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တိောက်ရမယ်ဆိုတဲ့အပိုင်းကိုလည်းဒါအဲကျွန်တော်တို့ဒါပြန်ပြီးတော့လေးလေးနက်နက်စဉ်းစားလာတယ်เนาะအဲ့ဒီမှာကျွန်တော်တို့2021ကနေပြီးတော့ ်တန်းတို့ခွန်ရေးနောက်ပြီးတော့ကျွန်တော်တို့အားလုံးပြည်ထောင်စုကြီးကိုပေါင်းစည်းတည်ထောင်ကြမယ်နော်ဖက်ဒရယ်နဲ့ဒီမိုကရေစီပေါင်းစပ်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုချိန်ကူရင်ခဲ့တာဒါပေမဲ့ဒီကနေ့အချိန်ဒီအရာအဲ့ဒီကျွန်တော်တို့မျှော်လင့်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာယုံကြည်ဖြစ်ပေါ်လာဖို့မလွယ်တော့အခုဒေတာကိုကြကိုဒေတာဘုလုံးမြောက်ဖို့ကိုကြမှာကိုဖန်တီးဖို့ပဲအားလုံးကဒါစ조사နေကြတဲ့အနေအထားရှိတယ် ဲဒီနေသားမှာယူသားတဲ့သူတွေရောမယူသားတဲ့သူတွေရောယူသားတဲ့ဖွဲ့စည်းတွေရောမယူသားတဲ့ဖွဲ့စည်းတွေရောကျွန်တော်တို့အများကြီးကြုံခဲ့ရပြီအဲ့တော့ကျွန်တော်ခဏခဏဒီနောက်ပိုင်းမှာပြောလာရတယ်ကျွန်တော်တို့နိုင်ငံရေးလောဘတော့အရန်ကြီးရဲ့တော့ကျွန်တော်တို့ရှောက်ခဲ့ရတဲ့လမ်းမှာကျွန်တော်တို့အရန်လေးစားခဲ့ကြရတဲ့ပုံပုံတွေအရန်လေးစားခဲ့ကြရတဲ့အဖွဲ့စည်းတွေရဲ့နိုင်ငံရေးစေတနာတွေကိုလည်းကျွန်တော်တို့မြင်လာရတဲ့အခါမှာကျွန်တော်တို့အန်ဟောထိလန့်ခဲ့ရတာတွေလည်းရှိပါနော်ဟုတ်တကယ်ပါတကယ်ပါအဲ့တော့ဆိုတော့ကျွန်တော်တို့ကလက်ရှိလက်ရှိလူမှုအတွက်အကျိုးဖြစ်ထွန်းဖို့ရည်ရွယ်ပြီးတော့ အာကျွန်တော်တို့တောင်းပေးစဉ်းစားပြီးတော့အာဆောင်ရွက်နေတာလည်းရှိတယ်ဒါတွေကပုံတံပေါ်လာရင်တော့ကျွန်တော်တို့ပြည်သူတွေအဲဒီအသီးပွင့်ကိုခံစားရလိမ့်မယ်လို့တော့အာကျွန်တော်ပြောလင့်ပါတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2025မှာရခင်ကမြုံမှန်းခဲ့တဲ့နိုင်ငံရေးကြီးမှန်းချက်တွေမိမိန်သွားကြကြောင်းအဖွဲ့အစည်းတည်တည်ရဲ့နိုင်ငံရေးစေတနာကိုသိရှိလိုက်ရကြောင်း Federal Democracy ဆိုတာတော်လှန်ရေးအလုံးမှာရုပ်ချီးပေါ်ပေါက်လို့မဖြစ်နိုင်တော့ကြောင်း BNRA စစ်ဦးစီးချုပ်ဘိုနဂါမှာ ကီသူတို့ပြောပြလာတဲ့ရုပ်တံနဲ့အတူတော်လန်ရေးအရှိန်မြင့်ရန်ရေးစကြိုမြိုင်နဲ့ပေါင်းမြို့နယ်ဘကဖားဖွဲ့များပူးပေါင်းလိုက်တဲ့အညာဒေတာကထူးခြားသတင်းတွေပါတင်ဆက်ပေးသွားခြင်းပါတယ်တော်လန်ရေးအရှိန်မြင့်ရန်ဆိုကမကွေးတိုင်းပခုတ်ကူခရိုင်တွင်ရှိရေးစကြိုမြိုင်နဲ့ပေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘကဖားအဖွဲ့များပူးပေါင်းမည်ဟုရေးစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘကဖားပြန်ကြားရေးတာဝန်ခံကပြောသည် ရေစကြိုပေါက်နှင့်မြိုင်မြို့နယ်များမှမြို့နယ်စုံတိုက်နယ်ရဲကြီးများအနေဖြင့်စစ်ရေးကိစ္စရပ်များအရာဖြစ်စေ၊နယ်မြေအတွင်းအဖွဲ့အစည်းချင်းချင်းတင်းမြတ်ကောင်းမွန်စွာရေရှည်ဆက်ဆံနိုင်ရေးနှင့်အပြန်အလှန်လိုအပ်ချက်များကူညီပံ့ပိုးနိုင်ရေးကြိုးပမ်းမိဟုလည်းသက်ဆိုင်ရာပကဖများကယမန်နေ့ဧပြီ26ရက်ညပိုင်းတွင်ထုတ်ပြန်သည်။ ထို့ပြင်ပခုတ်ကူခရိုင်အတွင်းမြို့နယ်ပကဖတာဝန်ခံများကမြေပြင်တွင်မျက်နှာစုံကြီးဆွေးနွေးပလဲခဲ့ကြကြောင်းအသိပေးသည့်ကျွန်တော်တို့ကအခုမှကူးပေါင်းတာမဟုတ်ဘူးပေါ့ရောမြန်ရောစသဖြင့်စစ်ကောင်စီစခန်းတွေကိုအတူတကွပူးပေါင်းသိမ်းပိုက်ခဲ့ကြတယ် အခုတော်လန်ရေးကာလကအချိန်တိုင်းတာရောက်လာတဲ့အတွက်ဒီထက်ပိုပြီးပူပေါင်းမှုတွေပိုလုပ်ပြီးတော်လန်ရေးအချိန်မြင့်ဖို့လှုံ့ဆော်လာလို့ပြောလို့ရပါတယ်ဟုရေစကြိုမျိုးနယ်ပကဖတာဝန်ရှိသူကလူဒုຫນွေဦးတို့ပြောသည်မြို့နယ်ပကဖတာဝန်ရှိသူများတွေဆုံးမှုအရာလဲမြေပြင်ပါကတိအခြေအနေနိုင်ငံရေးစီးရီးနဲ့မြေလုံးကျုံရင်းနဲ့ဒေတာတွင်းတော်လန်ရေးအားကောင်းစေရန်စိတ်တူကိုယ်တူဆောင်ရွက်မည်ဟုသဘောတူညီမှုရရှိခဲ့ကြောင်းထုတ်ပြန်ချက်၌ဖော်ပြသည် လက်ရှိတွင်ရေစကြိုနှင့်မြန်မျိုးနယ်ကိုစစ်ကောင်စီ၏တပ်မတရားတလက်အောက်ခံခလာရာ256 259ရက်နှင့်258တရင်များကစစ်ကြောင်းထိုးနေပြီးရေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်နေသည်။ဆောင်းနေရာဒေသမှာရှိကြတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသားအိုင်းသားညီကိုမောင်နှမများအားလုံးမင်္ဂလာပါလို့ဥစွာနှုတ်ဆက်ပါတယ်။အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်ပြည့်အဝေးပွားပြီးတော့ ိသားစုတွေအားလုံးအစားအသောက်အရာရာဘေးကင်းအဆင်ပြေပါစေလို့လည်းအဆုံးမတော်တောင်းလိုက်ပါတယ်။ဒါဒီကနေ့ကတော့ကျွန်တော်တို့ရဲ့ချစ်တဲ့ဦးစားမမိသားစုဝင်နေတဲ့ပြန်ဆောင်ဖို့အကြောင်းလေးဖန်လာတယ်လို့ပြောရမှာပေါ့။အဲ့တော့ဒီကျွန်တော်တို့ရဲ့ဒီပမာမျိုးသားဒေါ်လာရေးတက်မလို့ BNI အဲ့တော့ဘဏ္ဍာငွေရှာဖွေရမှာအဓိကတာဝန်ယူထားတဲ့ဒီပမာရေးအဖွဲ့ဦးစားဘက်အဖွဲ့ကနေပြီးတော့ဒီပြီးခဲ့တဲ့၃လပိုင်းမှာပြုလုပ်တဲ့ပြီးခဲ့တဲ့ ဒီ match လာနေစာပြုလုပ်တဲ့ project 2025ဆိုတဲ့ campaign လေးနဲ့ဆက်ဆက်ပြီးတော့အဲဒီမှာကျွန်တော်ဒီမှာ support လာကြတဲ့မိဘပြည်သူတွေနဲ့ပတ်သက်ပြီးတော့အကျွန်တော်အနေနဲ့ပြန်ပြီးတော့ low concept စကားပြန်တဲ့အစီအစဉ်လေးလုပ်ဖို့ခဏရေးမှုကတင်ပြလာလို့မဒီအစီအစဉ်လေးကိုလုပ်ဖြစ်တာဖြစ်တဲ့အဲကြောင့်ကျွန်တော်တို့မတွေ့ရတာဖြစ်တဲ့ကျွန်တော်တို့ရဲ့ပူဇော်ပိုင်မိသားစုအနေနဲ့ဒီကနေ့ညတော့ပြန်တွေ့ရတာပါအခုနာက online အစီအစဉ်ငါပြန်ဖြက်လိုက်ရပြန်ဖြက်လိုက်ရတာတခြားကြောင်မဟုတ် line ကဘယ်လိုမှအဆင်မပြေတဲ့အခါကျတော့ဒီမှာ ပြောရတဲ့နေရာမှာလဲအာယုံကလွတ်လွတ်သွားပြီးတော့ကျွန်တော်တို့ဆောင်းပြီးတော့နားထောင်နေရတဲ့ပြည်သားစုအနေနဲ့ဒီအဆင်မပြေဖြစ်လို့မဟုတ်လို့ကျွန်တော်ခုနက live ကိုဖြတ်ပြလိုက်တာပါနော်ခုအစ်တအခုမှအစ်တပြန်စကဲအလုံးလဲဟို TV ဖြစ်မှာပါကျွန်တော်တို့ဗမာပြည်သားဒေါ်လာ1ဒေါ်လာဒီ2025ခုနှစ်မှာကျွန်တော်တို့ရဲ့ဒေါ်လာ1လောင်းကားစင်းနေအချိန်မြင့်နိုင်ဖို့အလိုအပ်တဲ့ဌာနမှာရှာဖွေတဲ့ကမ်ပိန်းလေး match လာကဟိုလောက်ဖြစ်နေတယ် Roger 2025လို့နာမည်ပေးထားတယ်။အဲဂျွန်လာတဲ့ဒီသုံးလတာပြည်ရွယ်ပြီးတော့လုပ်တဲ့ campaign လေးပေါ့နော်။အဲ့ဒီအဲ့ဒီ campaign လေးကဒါ target တော့ဒေါ်လာ9သိန်းထားထားတယ်။နော်ဒေါ်လာ9သိန်းဒီကျွန်တော်တို့မျှော်မှန်းထားတယ်။ဒါပေမဲ့တော့လည်းကျွန်တော်တို့ရပိသားစုဝင်တွေလည်းပြန်မနေကြဘူးနော်။ဒေါ်လာရေးကာလကလည်းဒါလေးနဲ့ကျော်ကာလလေးကိုရောက်လာပြီ။ဆိုတော့ဒီဒီပမာဏကတော့နည်းနည်းတော့ဟိုများတဲ့ပမာဏပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မှလည်းဒီတခြား ်တက်လဲပတ်ဖို့ရတော့တခြားကနေပြီးတော့ဝင်ဝေတစ်ခုမှမရှိတဲ့အခါကျတော့အန်ဒီအပေါ်မှာမိတရတဲ့အခါအာနာနာနဲ့ပဲအဲကျွန်တော်တို့မိသားစုဝင်တွေဇီရိုဒါဒါလေးတောက်ခံရခြင်းဖြစ်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ကရှိတဲ့လောက်နေတော့ဒါစူးစမ်းပြီးတော့လုပ်သွားမှာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီကနေ့2025မှာကျွန်တော်တို့ကြည်ကြည်မာမာစစ်စင်တင်ကျွန်တော်တို့အရွယ်ထားတာဖြစ်။အားလုံးလည်းသိမှာပါကျွန်တော်တို့ဒီကွန်မနစ်ကလည်းပြီးခဲ့တဲ့2024ကလည်းအဲကျွန်တော်တို့ကမ်ပိန်းနှစ်ခုလုပ်ခဲ့တယ်ပေါ့နော်။ အဲ့ဒီ campaign နှစ်ခုမှာစုစုပေါင်းကျွန်တော်တို့တင်းအာ9500လောက်ရခဲ့တယ်ပေါ့နော်တင်း1000တော့မပြည့်တတ်ဘူးပေါ့နော်အဲ့ဒီအဲ့ဒီငွေပမာဏနဲ့ကျွန်တော်တို့မနစ်ကနေအဲ့ဒါလိုတိတ်စစင်ရေးတစ်ခုလည်းလောက်ခဲ့တာရှိတယ်ပေါ့နော်ဒီနေ့တော့ကျွန်တော်တို့အဲ့ဒီထက်ပိုတဲ့မြန်မာချက်တွေရှိတယ်အာပြည့်စင်မှုတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီဒေါ်လာ9သိန်းထိတိုးမြင့်ပြီးတော့ဒီမှာ campaign ကိုတာဂက်တက်မှတ်ထားတာရှိတယ်နော်အပြည့်တယ်မပြည့်တယ်တဲ့ဆိုတဲ့ကိစ္စမှာတော့ကျွန်တော်တို့ရမိသားစုဝင်တွေဝင်ရအပြည့်မှုအပေါ်မှာလည်းမူတည်မယ် တကယ်တော့မပြေဘူးဆိုရင်လည်းကျွန်တော်တို့အနေနဲ့ကတော့ရှင်းသလောက်နဲ့တာဝန်ကြီးအောင်ကြိုးစားမှာဖြစ်ပါတယ်။နောက်ကွန်ပျူတာစုဝင်နေတဲ့စေတနာကိုနားလဲတယ်။ပြန်မှန်းနေကြတဲ့အရှင်တွေကိုလည်းနားလဲတယ်ပေါ့။အဲဒါကြောင့်ဒီတဲ့တိုင်းပဲကျွန်တော်တို့ဗီယန်နာတွေကဟောကြည်ကြည်မာမာဆယ်လီတွေဘယ်သူမှလည်းဒါပါတဲ့အလေးထားမရှိဘူးပေါ့နော်ဒေါ်လာရေးစခဏခုကလေးကဒီမိသားစုဝင်နေနဲ့ပဲကျွန်တော်တို့အပြန်လှန်လက်ချင်းဆက်ပြီးတော့အာရှိတက်ခဲ့ကြရတာ

တခုခုဆိုရင်ဒေဗီသားတို့ပြန်ပြန်ငဲ့နေရတယ်လို့အခုဒီကမ်ပိန်းလေးမှာဆိုရင်လည်းကျွန်တော်တို့၃လပိုင်းဟန်ဆန်းလိုက်တယ်အမလီယံကိစ္စဖြစ်လာတဲ့အခါကျတော့အပြည်သူလူထုတွေကိုငဲ့ပြီးတော့ကျွန်တော်တို့ရဲ့ကမ်ပိန်းလေးကိုရပ်ထားလိုက်ရတာရှိတယ်။မနေ့ကလည်းရှုပ်တည်ထားမိလိုက်မှချင်းနဲ့ကျွန်တော်တို့ဒီကမ်ပိန်းမှာဒီအရေးပေးဒီပေးနဲ့ဂျုံခဲ့ရတယ်အဲ့ဒီမှာလည်းနည်းနည်းတော့ဟိုအားနေချက်တွေဖြစ်သွားတယ်အခုဒါဒီဒေါ်လာ9သိန်းကမ်ပိန်းကတော့ကျွန်တော်တို့စစ်ဆင်ရေး အတွက်မျောမှချက်တွေလည်းပါတယ်နောက်ကျွန်တော်တို့ရဲ့ဒီဘာမှမသားဒေါ်လာရဲ့တက်မလို့ကိုနိုင်ရဲ့ဘော်ရဲ့ရေးသွင်းပြတဲ့နဲ့အပိုင်းတွေသက်ပုံစံကြအောင်အတိဆောင်နေတဲ့အပိုင်းတွေအတွက်လည်းဒါအသုံးပြုဖို့လည်းလိုအပ်လို့ပေါ့နော်အေးအဲ့ဒီမှာလည်းနည်းနည်းပြောချင်တာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဒီဟိုစစ်ပုံကြတယ်တက်ပုံကြတယ်ဆိုတဲ့ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ဒီမှာခံစားချက်လေးနည်းနည်းဖြစ်နေတာပေါ့နော်ကျွန်တော်တို့ဒီရဲဘော်တွေမှာရောပေါ့နော်ဒါကတော့ရဲဘော်တွေမှာလည်းမကပါဘူးကျွန်တော်တို့ဒီကောင်းဆောင်တွေမှာအဲ့ဒီစကလုံးလေးကလည်းရိုက်ခတ်တာရှိတယ် အဲ့ဘာလဲဆိုတော့ခုနကပြောသလိုပေါ့နော်ကျွန်တော်တို့ကဒီဘုံမျိုးတခြင်းတွေအသားကြီးလို့ဒီမိဘအရင်းနဲ့ပဲတေးသူချင်းမကွာနေခဲ့ကြဒီမိသားစုဘဝပြတ်တယ်လို့မျိုးပေါ့နော်ဒီတိုင်းပြီးဒီခက်ပြတ်တဲ့အခါကျွန်တော်တို့တွေဟာကျွန်တော်တို့ရဲ့မိဘပြည်သူတွေနဲ့အသားနဲ့နေပြီးတော့အဒုက္ခတွေကိုအတူရင်ဆိုင်နေဖြစ်လာတဲ့ဒီလောကရန်ကိုဒီမိဘတွေရှေ့ကနေပြီးတော့ဟိုသားကြီးတွေလိုပဲဒီရဝဝရှေ့ကထွက်ရက်ပြီးတော့ဒီလောကရန်ကိုကားစီခံရင်းနဲ့ရင်ဆိုင်ခဲ့ကြတာပေါ့2023 ဒီအစောပိုင်းကလေးကအလုံးလဲသိပါတယ်ဒီအကြောင်းတွေကကျွန်တော်တို့မပြောရင်တောင်မှအလုံးသိပြီးသားပဲဒါပေမဲ့တစ်ခုရှိတယ်တချို့တွေကဒီအကြောင်းအရာတွေကိုသိပေမဲ့အဲလွယ်လွယ်မြင့်ပြလိုက်ကြတာတွေတော့ရှိပုံညဘာဖြစ်လို့လဲဆိုတော့ပြောချင်တာကကျွန်တော်တို့ကအဲ့ဒီကာလမှာကလေးကဒီဒီလိုလိုတို့နဲ့အတူတူမြေပြင်မှာပဲနေပြီးတော့ဥပ္ပုဘူတိဆောက်ဖို့တဲ့ဒီလိုလိုတို့ရဲ့ဒီနေ့စဉ်နဲ့မြန်ကြုံတွေ့နေရတဲ့ဒုက္ခတွေကိုရှိတဲ့အားနဲ့ရင်ဆိုင်ဖြစ်ရှင်းနေကြရအောင်အဲ့တော့ဥပ္ပုဘူတို့မဟုတ်ပုဒ်သက်ကိုတိဆောက်ဖို့အပိုင်းနေမှာကျွန်တော်တို့ကအားနေချက်တွေဖြစ်ခဲ့ဒါပေမဲ့ ဘလောက်ပဲကျွန်တော်တို့ကိုကိုကိုတိစားဖို့ကိုတက်ကိုတိစားဖို့အားနေချက်တွေဖြစ်ခဲ့ပါတယ်ပေါ့နော်ကျွန်တော်တို့စပြီးတော့ရိုးခဲ့တဲ့ဒီဒေါ်လာရင်းမေးကြဒီခီးကြောင့်เนาะတချို့တွေဟိုပန်းနိုင်ကိုရောက်ကုန်ကြတာတရှိဒါကကျွန်တော်တို့ကိုကိုကိုဖွေသွေးပြောတာမဟုတ်ပါဘူးဒါအနေနဲ့လာလာပြင်ဆင်ထားကြတဲ့အခြားဒီဒိုင်းသားအင်အားစုတွေသူတို့ရဲ့ကြိုးစားအားထုတ်မှုတွေအဲသူတို့ရဲ့ညံမျောမြင်တွေအတွေးခေါ်တွေเนาะလောက်ရေးကိုင်းရေးတွေကြောင့်ဒီပန်းနိုင်ကိုရောက်သွားတယ်เนาะသူတို့လိုချင်တဲ့အချိန်ရောက်သွားတယ်လို့ ြောလို့ရပါတယ်ဒါပေမဲ့လို့ဒါပေမဲ့လို့နော်ဒီအခွင့်အရေးကိုသူတို့တွေနှစ်ပေါင်းဆယ်ချီပြီးတော့ရှာဖွေခဲ့ကြတာနော်သူတို့တွေလည်းအဲ့ဒါကိုအခုလိုမျိုးလွယ်လွယ်ကူကူမရခဲ့ပါအခုကတော့ဘာလို့လွယ်လွယ်ကူကူရလဲလွယ်လွယ်ကူကူမဟုတ်တဲ့အတိုင်းပေါ့နော်ဘာဖြစ်လို့ဒီလိုမျိုးရလဲဆိုရင်ပြောခဲ့သလိုပေါ့နော်ကျွန်တော်တို့တွေဒီအနာသိပ်ပြီးတဲ့နောက်မှာအညာကကျွန်တော်တို့ပြည်သူတွေရဲ့မရှိရှိတာနဲ့ဒေါ်လာရေးခီးဒေါ်လာရေးမီးကိုပြောခဲ့တဲ့ချွန်းစားအထုတ်ခဲ့တဲ့ရလတ်တွေပေါ့အဲ့ဒီအခြေအနေတွေကတိုင်းပြည်လုံးကိုရိုက်ခတ် သွားစေနိုင်လောက်တဲ့အနေအထားတွေရှိခဲ့။ကဘာကတော့မှအာအသိငယ်ရတဲ့အနေအထားတွေလည်းရှိတယ်ပေါ့နော်။ဒါကျွန်တော်တို့ဟိုပြောခုပြောပြောနေကြကြားတယ်စစ်ပုံမကြဘူးတပ်ပုံမကြဘူးအဲ့ဒီမကြဘဲနဲ့အညာသားတွေဖီယိုဖီယန်နဲ့ဝင်ခဲ့တဲ့တိုက်ပွဲပဲ။အဲ့ဒီတိုက်ပွဲအချိန်ကနော်အချို့သူတွေကခွန်ရဲတောင်ဖြစ်ခဲ့တာရှိတယ်။ဒါပေမဲ့ဟိုပြောချင်တာပါလဲဆိုတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်တို့တွေကကိုယ့်ကိုယ်ကိုနော်တုတ်တက်ကိုဒီဆောက်ဖို့ဆိုတာတဲ့ဒီပြည်သူတွေနဲ့အတူမြေပြင်မှာနေပြီးတော့ဒီတိုက်ပွဲဝင်ခဲ့ကြတယ်။အဲ့ဒီအချိန်တွေကနေပြီးတော့အခြားသူတွေအတွက်တော့ ခွန်ရေးတွေဖြစ်ခဲ့ကြပြီမယ်လို့ဒါတွေကိုသိပေမယ်လို့ဟိုလွယ်လွယ်မင်းပြကြတယ်ဒေတာဘိုးတွေကိုမထီမဲ့မြင်ပြကြတဲ့စကားတွေဂျုံလာရတယ်အဲ့ဒါပြည်သူလူထုတချို့ထံကလည်းကြားရတယ်လို့ကျွန်တော်တို့ရဲ့တပ်အချင်းချင်းစီကနေလည်းကြားရတာရှိတယ်ဟုတ်နော်အဲ့ဒါကျွန်တော်တို့တက်မှာမဟုတ်ပါဘူးအညာမှာဒီလိုမျိုးဟိုအားနေတဲ့သူတွေအပေါ်မှာအဲ့ဒီရိုက်ခတ်နေတဲ့စကားတပ်ပုံမကြဘူးစစ်ပုံမကြဘူးဆိုတဲ့စကားတွေပေါ့နော်ဒါကတော့ဟိုစစ်ပုံကြတယ်တပ်ပုံကြတယ်ဆိုတဲ့နေရာမှာလက်နက်ကင်ပြီးတိုက်နေရတဲ့အဖွဲ့အစည်းတွေအတွက်အဓိကလိုအပ်ချက်ဖြစ်အဓိကလိုအပ်ချက်ဖြစ်တယ်ဆိုတာကျွန်တော်တို့က ဒီပြပေါ်မှာလက်ခံတယ်ပေါ့နော်ဒါပေမဲ့ဒီအားနည်းချက်ကိုအရင်ကြီးနင်းပြောနေတဲ့ကိစ္စမှာတော့ဒီအညာကနော်မရှိရှိတာနဲ့ဖြစ်တယ်လို့အသက်ပေးပြီးတော့ဒီလိုလိုတို့အတွက်ဘဝတွေစည်းခဲ့ကြတဲ့ရဲဘော်တွေတပ်ဖွဲ့ဝင်တွေအပေါ်မှာနည်းနည်းဟိုမချိမဲ့မြင်ပြတဲ့စော်ကားတဲ့အနေအထားတွေဒီတောင်မှအာတက်ရောက်တာကြုံခဲ့ရအခုကျွန်တော်တို့ဟိုရဲဘော်တွေဒီမြေပြင်မှာဆိုရင်တို့ပိုတိုင်းပြန်ပြောလာတာရှိတယ်ကျွန်တော်တို့ရဲ့ကြိုးစားအထောက်အမှုတွေကဟိုဘာမှတန်ဖိုးမရှိလို့လားပေါ့နော်ကျွန်တော်တို့အညာသားတွေရဲ့ပေးဆက်မှုတွေကဘာမှကိုပဲအာတို့တို့အမှတ်တရဖြစ်စရာမရှိလို့လားပေါ့နော်တချို့သူတွေက ့ပြောကြတယ်တက်ဖို့မကြဘူးဆိုတဲ့ကိစ္စလေးပေါ့နော်အဲဒီသူတို့ကပြောတာကတော့တပိုင်းထားပါတော့တချို့တက်ဖွဲ့ဝင်တွေကအဲ့လိုမျိုးဒီကျွန်တော်ဘီအန်အိုင်မှာမဟုတ်ပါဘူးအခြားလူကအဖွဲ့လေးတွေပေါ်မှာလည်းဒီတက်ဖို့မကြဘူးဆိုတဲ့ကိစ္စလေးအပေါ်မှာမိမိကိုယ်ကိုယ်ကိုယ်ဝင်ချောပြီးတော့အခြားအပေါ်မှာဒါမတိမဲ့မြင်နဲ့အဲပြောဆိုကြတာလေးကြားနေရတာလေးရှိတယ်ဘာပဲဖြစ်ဖြစ်ဒီဟာတွေကလိုပါတယ်ဆိုတာလက်ခံပါတယ်ဒါပေမဲ့လို့ဒီအညာမှာခက်ခက်ခဲခဲနဲ့တိစောက်ထားတဲ့တက်ဖွဲ့တွေအပေါ်မှာနော်ဟိုထိုက်တဲ့နဲ့လေးစားမှုပေးလို့မရဘူးလားမိမိတို့ကိုယ်တိုင်ရော ဒီခွင့်ရေးတွေဒီလိုအခြေအနေတွေတိဆောက်ဖို့ဘယ်သူတွေကြောင့်ရလဲဆိုတာလေးနည်းနည်းလောက်ပြန်စမ်းသပ်ပေးကြစေချင်တယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ကျွန်တော်တို့ကဆက်ဆက်မိလို့စကားအရာပြောခြင်းဖြစ်တယ်ကိုယ့်ကိုယ်ကိုဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တိဆောက်ရမယ်ဆိုတဲ့အပိုင်းကိုလည်းအဲကျွန်တော်တို့ဒါပြန်ပြီးတော့လေးလေးနက်နက်စဉ်းစားလာတယ်နော်အဲ့ဒီမှာကျွန်တော်တို့2021ကနေပြီးတော့ဒီ2024ထိအဲ2023 2024ထိအဲကျွန်တော်တို့ဒီခေတ်ပေါ်မှာကျွန်တော်တို့ရှိတဲ့အားနဲ့ပြည်ပြလွာလွာစူးစမ်းခဲ့ပြီးပြီအဲ့တော့အခုကျွန်တော်တို့ရဲ့ ဒီတက်တိဆောင်းမှုအပိုင်းတွေကိုလည်းပြန်သွားမယ်ဒါကဒါပေမဲ့ဒါအခုမှလာတော့မဟုတ်ပါဘူးကျွန်တော်တို့ဒီပီယန်နာရေရလို့ဒီချောင်းပြီးကလေးကဒီအပိုင်းတွေကို၁၀ချက်၁၀ချက်ပို့ပြီးမြင့်တင်လာတာဒါပေမဲ့ပြည်စုံတဲ့အတိုင်းဒါတိတော့မရောက်သေးဘူးပေါ့နော်အဲ့တော့ဒီ၂၀၂၃မှာလည်းကျွန်တော်တို့တက်ကိုအတက်နိုင်ဆုံးပြင်ဆင်ခဲ့တော့2024မှာလည်းဒါပြင်ဆင်တက်ကိုပို့ပြီးတော့ကျက်လက်ခိုင်းပါအောင်ပို့ပြီးတော့ရေသွေးပြည့်ဝအောင်ပြင်ဆင်နေတာပဲဒီပြင်ဆင်မှုတွေနဲ့ပဲဒီလိုမျိုးတက်ပေါ်မကြဘူးနောက်ဆက်ရစတဲ့မပြည့်ဝဘူးလို့အဲတချို့တွေမတိမဲ့နေပြောဆိုလောင်ပြောင်နေတဲ့ဈာကနေပြီးတော့ကျွန်တော်တို့တွေက เนาะတကယ်ကိုပဲဒီချစ်မြေမြန်မာပေါ့เนาะအဲ့အတွေ့အကြုံရှိတဲ့အရာဟိုကြီးတွေရဲ့ကိုဆောင်မှုတောင်မပါဘဲနဲ့ကျွန်တော်တို့ဘုံမှာအမျိုးသားဒေါ်လာရေးတက်မှာတော့ကိုအင်အားလေးနဲ့ကိုစစ်စစ်ရေးတကယ်ကိုနည်းနည်းလေးနဲ့ကျွန်တော်တို့မျိုးသိန်းစစ်စစ်ရေးတခုလောက်ပြခဲ့တယ်။အောင်မြင်မှုလည်းဒါပြခဲ့တာကိုအားလုံးသိမှာ။ဒါပေမဲ့ဟိုအချိန်နေရတကယ်နဲ့လှူရှားမှုဖြစ်အောင်ကျွန်တော်တို့ညီနိုင်ခဲ့တဲ့နေရာမှာတကယ်နဲ့လှူရှားမှုဖြစ်ဖို့အခြားနေရာကနေပါမလာတဲ့အခါကျတော့ဒါတိတိကြီးဖြစ်သွားတဲ့စစ်စစ်ရေးမှာကျွန်တော်တို့၄ရက်လောက်လေးပဲထိန်းပြီးတော့ပြန်ဆုတ်ခဲ့ရတာလည်းရှိတယ်ပေါ့နော်။ ါဒါပေမဲ့ပြောချင်တာကအဲကျွန်တော်တို့တွေလည်းအတတ်နိုင်ဆုံးတော့ကျွန်တော်တို့ကြုံခဲ့ရတဲ့အခြေအနေတွေနော်ကျွန်တော်တို့လေ့လာထားရတဲ့အခြေအနေတွေကနေပြီးတော့အတတ်နိုင်ဆုံးတက်ကိုတက်ပုံကြအောင်ပြီးဆောက်တယ်ရဲဘော်တွေစစ်ရေးစင်သွင်းပြေဝအောင်ပြည့်စင်တယ်ပေါ့နော်အဲ့ဒီအနေထားတွေက2023တဲ့2024မှာပိုလာခဲ့အဲ့ဒီ2024တဲ့ခု2025မှာအာပိုပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေဖြစ်လာရမယ်ဆိုပြီးတော့အဲကျွန်တော်တို့တွေကဒါဒီအပိုင်းနေမှာလဲတက်ကိုတိဆောက်တဲ့အပိုင်းနေမှာလဲပြည့်စင်နေပါတယ်အဲ့ဒီနေရာမှာတော့ခုနကမတိမဲ့နေပြောဆိုဖို့တွေအတွက်မခံကျင်စိတ်ကြောင့် တက်တာမဟုတ်ဘဲနဲ့ဒါကတကယ်ကိုလိုအပ်တဲ့အခြေအနေတည်းရလည်းဖြစ်လို့ကျွန်တော်တို့ကဒီတက်တီဆောက်တဲ့အပိုင်းတွေရေဘော်တွေကိုဒါအတွေ့အကြုံတွေပေါ့နော်အဲစသဖြင့်ပေါ့ဒါပြင်ဆင်တဲ့အပိုင်းတွေကိုပို့ပြီးတော့မြန်လုပ်နေတာရှိတယ်ဒါကျွန်တော်တို့ဒီနောက်ဖက်မှာလည်းမာမိတ်တွေနဲ့တိုက်ပွဲဝင်နေတယ်လို့ခုဆိုရင်နောက်ဖက်မှာလည်းကျွန်တော်တို့ဒါမာမိတ်တွေနဲ့အတူမျိုးသိစစ်စင်ရေးဒီမှာဒါတိုက်ပွဲဝင်နေတာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီ2024နဲ့ဒီ2025အာဒီဒီကာလတွေမှာတော့ကျွန်တော်တို့အဲ့ဒီတစိပဲလှုပ်ရှားဖြစ်တာညလာတယ်ပေါ့နော်။နေမြေတစ်ချက်တော့ ਨੇ အပိုင်းတွေရောပေါ့နော်ဒေတာစိတ်ပဲလှုပ်ရှားပြတာများလာတယ်ပြောချင်တာကတော့ကျွန်တော်တို့ဒီ2025အတွက်ကျွန်တော်တို့တွေဒေါ်လာရခီးကိုဆက်ရအောင်မှာဖြစ်တယ်ကျွန်တော်တို့အစကတည်းကကိုယ့်မူအာကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်မျှော်မှန်းချက်နဲ့ကိုပြတ်ပြတ်သားသားအထီးထီးမားမားရက်တည်ခဲ့တဲ့ BNR တွေကဒီကနေ့ဒီကိုစားဘက်တွေရဲ့ကုညီပံ့ပိုးမှုနဲ့ကျွန်တော်တို့ယုံကြည်ရလမ်းကိုဆက်ဆောင်နေနိုင်တော့မယ်ဖြစ်တယ်အဲ့ဒီမှာဒါပြောလိုတာကတော့ကျွန်တော်တို့ကဘယ်သူပေးတဲ့ခေါင်းစဉ်ထဲမှာဒီဒေါ်လာရခီးကိုသွားနေတာမဟုတ်ဘဲနဲ့ကိုယ့်နိုင်ငံရေးမှုနဲ့ကိုယ့်ရည်ရွယ်ချက်နဲ့ကိုယ့်မျှော်မှန်းချက်နဲ့ကိုသွားနေတာဖြစ်တယ် ဲ့ဒီအခြေအနေကြောင့်လဲကျွန်တော်တို့ကနိုင်ငံရေးအတော့အတိုက်တွေကိုအများကြီးကြုံရရဘယ်လိုပဲကြုံရရသည်ဖြစ်စေခုပြောခဲ့တဲ့ကျွန်တော်တို့ရဲ့ဦးစားဘက်တွေကျွန်တော်တို့ရဲ့မိသားစုဝင်တွေရဲ့ဖိမမှုနဲ့ကျွန်တော်တို့ကမမမမရက်ခဲ့ဒါကတော့ဂိုင်းကျွတ်ပြီးကျွန်းတိုင်းပြီးဆိုသလိုပဲကျွန်တော်တို့ကလည်းဒီဒီလိုလူလူတွေအတွက်ကျွန်တော်တို့အသက်တွေဘဝတွေချင်းပြီးတိုက်ပွဲဝင်နေတာဖြစ်တယ်အဲကျွန်တော်တို့တွေရဲ့ဒီလိုမျိုးတိုက်ပွဲဝင်နိုင်ဖို့အင်အားတွေကိုလည်းဒီဒီလိုလူလူတွေကနေပြီးတော့ပြေးပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးအတော့အတိုက်လိုက်နေကြမှာကျွန်တော်တို့ဒီဒီမမရက်တည်နေတာဒီကနေ့ဖြစ်တယ်ဒါပေမဲ့အာ ါမှတာရှည်လာတဲ့အခါမှာတော့ကျွန်တော်တို့တွေကဟိုမူလရည်ရွယ်ချက်တွေမပြောင်းသိတိုင်းပေါ့နော်ပြောင်းလဲစဉ်းစားရတဲ့အခြေအနေတွေတော့အများကြီးကြုံလာရဒါကလည်းကျွန်တော်တို့ကြုံလာရတဲ့လူပုဂ္ဂိုလ်တွေဖွဲ့စည်းတွေသူတို့ရဲ့ဟိုလှုပ်ဆောင်ချက်တွေသူတို့ရဲ့စေတနာတွေပေါ့နော်အဲဒီအခြေအနေတွေအပေါ်မှာကျွန်တော်တို့ပြောင်းလဲစဉ်းစားပြီးလုပ်ကံရတာတွေလည်းရှိလာအဲဘာလဲဆိုတော့ကျွန်တော်တို့ပြောခဲ့တယ်လို့ပေါ့နော်ဒေါ်လာရေးခန္ဓာဥပဒေကတော့ကျွန်တော်တို့ Federal Democracy ဆိုပြီးတော့ကြွေးကြော်ပြီးတက်လာခဲ့ကြတာပဲတိုင်းရင်းသားအားလုံးနော်နန်းတို့ခွန်ရေးနောက်ပြီးတော့ကျွန်တော်တို့အားလုံး ပြည်ထောင်စုကြီးကိုပေါင်းစည်းတည်ထောင်ကြမယ်ပေါ့နော်ဖက်ဒရယ်နဲ့ဒီမိုကရေစီပေါင်းစပ်ပြီးတော့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုချိန်ကျုပ်ရင်ခဲ့တာဒါပေမဲ့ဒီကနေ့အချိန်ဒီအရာအဲ့ဒီကျွန်တော်တို့မျှော်လင့်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတာကတော့ကျွန်တော်ထင်တယ်ဒီဒေါ်လာရေးကာလအလွန်မှာယုံကြည်ဖြစ်ပေါ်လာဖို့မလွယ်တော့အခုဒေတာကိုကြကိုဒေတာဘိုလ်လုံးမြောက်ဖို့ကိုကြမှာကိုဖန်တီးဖို့ပဲအလုံးကဒါစ조사နေကြတဲ့အနေအထားရှိတယ်။အဲဒီအနေအထားမှာယူသားတဲ့သူတွေရောမယူသားတဲ့သူတွေရောယူသားတဲ့ဖွဲ့စည်းတွေရောမယူသားတဲ့ဖွဲ့စည်းတွေရောကျွန်တော်တို့အများကြီးကြုံခဲ့ရပြီ။အဲ့တော့ကျွန်တော်ခဏခဏ ီနောက်ပိုင်းမှာပြောလာရတယ်ကျွန်တော်တို့နိုင်ငံရေးလောဘတော့အရင်ကြီးရဲတော့ကျွန်တော်တို့လျှောက်ခဲ့ရတဲ့နားမှာကျွန်တော်တို့အရင်လေးစားခဲ့ကြရတဲ့ပုံပုံတွေအရင်လေးစားခဲ့ကြရတဲ့အဖွဲ့အစည်းတွေရဲ့နိုင်ငံရေးစေတနာတွေကိုလည်းကျွန်တော်တို့မြင်လာရတဲ့အခါမှာကျွန်တော်တို့အံ့ဩထိတ်လန့်ခဲ့ရတာတွေလည်းရှိပါနော်ဟုတ်တကယ်ပါတကယ်ပါအဲ့ဒီတော့ဆိုတော့ကျွန်တော်တို့ကလက်ရှိလက်ရှိလူလူအတွက်အကျိုးဖြစ်ထွန်းဖို့ကိုရည်ရွယ်ပြီးတော့အာကျွန်တော်တို့တောင်းလဲစဉ်းစားပြီးတော့အာခြောက်ရနေတာလည်းရှိတယ်ဒါတွေကပုံတံပေါ်လာရင်တော့ကျွန်တော်တို့ပြည်သူတွေအဒီအသေးပုံကိုခံစားရလိမ့်မယ်လို့တော့ အဲကျွန်တော်ပြောလင်းပါတယ်ဒီချိန်မှာတော့ကျွန်တော်တို့ကဒီကိစ္စတွေကိုတရားညစ်ပြပြဆုံးဆုံးပြောပြဖို့လဲခက်တယ်တေချာတာကတော့ကျွန်တော်တို့ဟိုအတက်နိုင်ဆုံးကျွန်တော်တို့တက်ကိုပြင်ဆင်မယ်စုပ်ပွဲမယ်ကျင့်လျောင်းဒီဆောင်မယ်စည်စည်သွေးအပြင်ကျွန်တော်တို့ကနိုင်ငံရေးတည်တဲ့ဒါရဲဘော်တွေနိုင်ငံရေးတည်တဲ့အဖွဲ့အစည်းအဖြစ်နဲ့ဆက်လက်ရည်တည်နေမယ်ပြီးရင်တော့ခုနပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့ဒေသကျွန်တော်တို့လူတို့ကျွန်တော်တို့လက်လန်းမီယာမှာလက်တော်အကျိုးဖြစ်ထွန်းဖို့အတွက်ကျွန်တော်တို့အကောင်းဆုံးကြိုးစားမယ်အဲ့ဒီနေရာမှာဘယ်သူတွေရဲ့ဝေဖန်မှုဘယ်သူတွေရဲ့တိုက်ခိုက်မှုဘယ်သူတွေရဲ့ထိုးနှက်မှုပေါ်မှာအာကျွန်တော်တို့ဟိုအရင်ကြီးအာရုံဆိုင်နေမှာ တော့မဟုတ်ဘူးကျွန်တော်တို့လူလူတွေကျွန်တော်တို့ပြည်သူတွေရဲ့အဲ့လက်တော့အကျိုးဖြစ်ထွန်းမှုအတွက်အဲကျွန်တော်တို့ဒါအကောင်းဆုံးစေရေးနိုင်ငံရေးနော်တစ်ခုလုံးကနေပြီးတော့ညပြီးတော့ကြိုးစားဆောင်ရွက်သွားမယ်ဆိုတာလည်းဒီနေရာမှာကျွန်တော်တို့ဟောပြောလိုပါတယ်ဒီအနာရီအနေနဲ့ကတော့ရှိတဲ့လောက်ပြန်အားနဲ့ကျွန်တော်တို့ဒီခရီးကိုဆက်သွားနေမှာပါပြောခဲ့တယ်လို့ပေါ့နော်ကျွန်တော်တို့က Federal Democracy ကျွေးကြော်လာပြီမယ်လို့တကယ်တော့ကျွန်တော်တို့ပြည်သူလူထုရဲ့ကြိုးစားပွားအတွက်ရည်ရွယ်လာပါအဲ့ဒီမှာတနိုင်ငံလုံးစာမတက်နိုင်ရင်ကျွန်တော်တို့ data တစ်ခုသာကျွန်တော်တို့ရအောင်ကြိုးစားမယ်အတက်နိုင်ဆုံးကျွန်တော်တို့ပြောင်းလဲစဉ်းစားတဲ့နေရာတွေကိုပြောင်းလဲစဉ်းစားပြီးတော့အာကျွန်တော်တို့ ါလည်းတော်တော်အကျိုးဖြစ်ထွားမှုတွေကိုကျွန်တော်တို့ရအောင်စူးစမ်းပြီးသွားမယ်အဲ့ဒီတော့ကျွန်တော်တို့ရဲ့အသက်တွေဘဝတွေပုံသိခါတွေဘာပဲရင်းရရင်းရကျွန်တော်တို့လူလူအတွက်ဆိုရင်ကျွန်တော်တို့ကဒါအကောင်းဆုံးပေးဆက်သွားမယ်ဆိုတော့လေဒီနေရာမှာတပါးလေးပြောလို့ပဲနော်အဲ့ဒီမှာတော့ဟိုကျွန်တော်တို့ကဟိုစစ်သားတွေအဖြစ်နဲ့အင်အားထွက်လာတာမဟုတ်တလို့နိုင်ငံရေးသမားတွေအဖြစ်နဲ့အင်အားထွက်လာတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ယုံကြည်ချက်အတွက်ကျွန်တော်တို့ကလက်နက်ကင်ပြီးတော့စစ်သားတို့မဟုတ်ဒေါ်လာရေးသမားတွေလုတ်ခဲ့ရကျွန်တော်တို့ရဲ့ယုံကြည်ချက်ကျွန်တော်တို့ရဲ့မျှော်လင့်ချက်အတွက်ကျွန်တော်တို့ကဒီနိုင်ငံရေးနယ်ပယ်လေးကိုဝင်ပြီးတော့နိုင်ငံရေးသမားတွေဟိုလုတ်ခဲ့ရဒါပေမဲ့ ်ဟောကျွန်တော်တို့ရှင်းရှင်းမှာရှိတဲ့ဒါညေပိုတွေဆရာဆရာတွေရဲ့လက်တွဲခေါ်ယူမှုဟောဖေးမမှုတွေကိုတော့ကျွန်တော်တို့ဟောအားကိုမျှော်လင့်နေတာလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာအဲကျွန်တော်တို့ရတဲ့သူတွေဒီကရပြီးတော့မရတဲ့သူတွေဒီကမရနော်အဲ့ဒီမှာရတာမရတာဆိုတာတက်ကိုပဲတချို့ကလက်တွဲခေါ်သလိုတချို့ကတော့တွန်းတိုက်တယ်ဖြိုလဲတယ်ပေါ့နော်အဲ့ဒီအနေထားတွေလည်းကျွန်တော်တို့ကြုံခဲ့ရအဲ့ဒါကြောင့်ကျွန်တော်ခုနကပြောတာအော်ထိုင်းလန်ဆရာအချင်းတွေလည်းနိုင်ဒီနိုင်ငံရေးစာမျက်နှာပေါ်မှာကျွန်တော်တို့အများကြီးကြုံခဲ့ရအဲ့တော့ကျွန်တော်တို့ကအရင်ကြီးနိုင်ငံရေးလောဘတော့ဟိုမကြီးရတော့ကြီးကြီးကျယ်ကျယ်တွေလည်းဒါကျွန်တော်တို့မပြောရတော့ ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့မူအရာရှိနေပြီမယ်လို့လက်တလောကတော့ကျွန်တော်တို့ data ကျွန်တော်တို့လူတို့အဲတကယ်ကိုပဲအတိတ်ကဓမ္မအကျိုးဖြစ်ထွန်းမှုကိုဥတည်ပြီးတော့ကျွန်တော်တို့ကြိုးစားသွားမယ်။အဲ့ဒီတော့ဈေးရနိုင်ငံရေးကျွန်တော်တို့ရှိသလောက်အားလေးနဲ့ကျွန်တော်တို့ရအောင်လုပ်။အဲ့ဒီမှာလူတို့ရဲ့ဝန်ရမှုကိုလည်းအဲကျွန်တော်တို့ပြောလဲနေ။အဲအဲ့ဒီအတွက်ကျွန်တော်တို့ဒီမှာ project 2025ဆိုပြီးတော့တနအေး campaign လေးလုပ်ထားတာရှိတယ်ပေါ့နော်။အဲ့ဒါလည်းအတက်နိုင်ဆုံးပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့ရဲဘော်တွေရဲ့ကိုစားဒါတိုက်တွန်းပြောကြားလိုတယ်ပေါ့နော်။